ရှင်ချင်းဆက်အမွာဆိုပြီးကျွန်တော်တို့တွေတည်ထားကြတဲ့အမွာလေးတွေဟာပုံစံမျိုးစုံနဲ့နေရာအနှံအပြားမှာမွေးဖွားနေကြပါတယ်။ကိုဝင်ဆောင်ခြင်းအတွင်းချော်ရဲမှုတစ်ခုကြောင့်ဖြစ်ခဲ့ရတဲ့ Siamese အမွာလေးတွေဟာဆိုရင်မွေးဖွားမှု၅ဒိန်မှာတယောက်သာဖြစ်ပွားတတ်ကြပါတယ်။အခုလောထူးခြားလာတဲ့အမွာလေးတွေဟာကိုပိုင်ရည်ချင်းကိုစီနဲ့မွေးဖွားတတ်ကြပါတယ်။သူတို့လေးတွေဟာလူသားတွေဖြစ်တဲ့အလျောက်ကိုယ်ကိုယ်တာကိစ္စတချို့နဲ့ပေါင်းရင်းချင်းတွေကြောင့်တာမန်လူတွေထက်ဂီယူဆိုင်စိတ်ဝင်စားမှုခံကြရပါတယ် ဆိုင်းမင်းအမွာလေးတွေဟာအသက်ရှင်ဖို့အခွင့်အလမ်းအတော်နည်းပါလာပါတယ်အကောင်လုံးထဲမှာကံကောင်းလာတဲ့အမွာလေးတွေသာအသက်ရှင်နေထိုင်နိုင်ကြပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုတင်ဆက်ပေးသွားမှာကတော့ကဘာတဝမ်းကဆိုင်းမင်းအမွာလေးတွေထဲကမတူညီတဲ့အမွာ၁၀ယောက်ကိုရှာဖွေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မက်တီမိုဟာမက်နဲ့အာမက်အမွာမိုဟာမက်နဲ့အာမက်တို့နှစ်ယောက်ဟာမြုံချီနိုင်လောက်တဲ့အခြေအနေနဲ့မွေးဖွားလာတဲ့အီဂျစ်နိုင်ငံသားတွေပဲဖြစ်ပါရင် ဥကောက်နှစ်ခုဆက်လျက်မွေးဖွားလာကြပြီးမွေးဖွားခြင်းအတွင်အသက်အန္တရာယ်အခြေအနေနဲ့ရင်ဆိုင်တွေ့ကြရပါတယ်။2003ခုနှစ်မှာတော့သူတို့နှစ်ယောက်အတွက်ကြီးမားတဲ့ပြောင်းလဲမှုအခွင့်အရေးပေါ်လာခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Kano Fashion Foundation ကသူတို့ညီကိုနှူးကိုခွဲစိတ်ကူတာမှုပေးဖို့ကမ်းလှမ်းလာခဲ့ပါတယ်။ဒေါက်တာကန်နေဦးဆောင်နဲ့သူနာပြုဆရာဝန်90ကျော်ဟာမိုဟာမက်တို့ညီကိုနှူးကို34နှစ်ကြာခွဲစိတ်ကူတာခဲ့ကြပါတယ်။ ခွဲစိတ်မှုရဲ့ဆေးရခိုင်နှုန်းသာအောင်မြင်ခဲ့ပြီးအသက်အန္တရာယ်နဲ့ဒုတိယအကြိမ်ကြုံတွေ့ခဲ့ကြရပါတယ်။ကံကောင်းစွာနဲ့ပဲသူတို့နှစ်ဦးကိုတီးခြားစွာခွဲထုတ်နိုင်ခဲ့ပြီးအုံနောက်ချိုးရင်းမှုနဲ့တခြားသောကျန်းမာရေးအခြေအနေတွေသာခံစားခဲ့ရပါတယ်။အသက်ရှင်နှစ်အရွယ်မှာတော့သူတို့ရဲ့ခွဲစိတ်မှုကြောင့်ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခဲ့ပြီးကျောင်းတက်စဉ်အတွင်းဖောင်ဒေးရှင်းဘက်ကအပြေးအဝါကူညီပေးခဲ့ပါတယ်။ ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့မိုဟာမက်တို့နှစ်ဦးစလုံးဟာကြီးမားတဲ့စိန်ခေါ်မှုတွေကျော်ဖြတ်နိုင်ခဲ့ပြီးအခုခါမှာတော့ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။နံပါတ်2မိုင်လီယာနဲ့ကန်ဒရာမိုင်လီယာနဲ့ကန်ဒရာတို့ညီမနှစ်ယောက်ကတော့သူတို့ဘဝလမ်းကြောင်းကိုပျော်ရွှင်စရာတွေနဲ့ဖြတ်သန်းတက်ကြပါတယ်။ထူးဆန်းတဲ့ခန္ဓာကိုယ်ဖွယ်စည်းပုံနဲ့ငွေးဖွာလာကြတဲ့အနောက်တိုင်းသူလေးနှစ်ယောက်ဟာအသည်ကြောက်ကက် ဥမာကြီးနဲ့ခြေထောက်နှစ်ဖက်ကိုမျှဝေအသုံးပြုကြရပါတယ်။သူတို့မွေးဖွားခြင်းကအခုလိုဆိုင်းမိအမွှာလေးတွေတွင်းတွင်းကျဲကျဲမရှိတာကြောင့်ပတ်ဝန်းကျင်မှာအတော်လေးထူးဆန်းနေကြပြီးဂရုစိုက်မှုများစွာရရှိခဲ့ကြပါတယ်။သူတို့ရဲ့မိဘတွေဟာဆရာဝန်နဲ့တိုင်ပင်ခဲ့ပြီးကြီးမားတဲ့ဆုံးဖြတ်မှုကြီးကိုချမှတ်ခဲ့ပါတယ်။အတွင်းအဆင့်အပိုင်းတတော်များများကို မျှဝေထားကြတဲ့သူတို့ညီမနှစ်ဦးကိုခွဲစိတ်ရမှာအတော်လေးကိုအန္တရာယ်များခဲ့ပါတယ်။ မာလီယာတို့နှစ်ဦးကို26နိုင်ကြာခွဲစိတ်မှုပြုလုပ်ခဲ့ပြီးခြေထောက်တစ်ဖက်စီကိုတယောက်ချင်းရရှိခဲ့ကြပါရင်သူတို့နှစ်ဦးကဆေးအားထက်သန်တဲ့သူတွေဖြစ်တာကြောင့်ဘလို့အခြေအနေမျိုးကိုမဆိုအပြုသဘောနဲ့ကြော်လွားနိုင်ခဲ့ကြပါရင်နောက်ပိုင်းမှာတော့တခြားသောခွဲစိတ်မှုအများပြားပြုလုပ်ခဲ့ပြီးတီးကြလွတ်လပ်စွာနေထိုင်နိုင်ခဲ့ပါရင်သူတို့ညီမနှစ်ဦးကဘလို့အခက်ခဲမျိုးကိုမဆိုအေးချမ်းချမ်းကြော်ဖြတ်ခဲ့ကြပြီးသူတို့ရဲ့တနေ့တာဘဝအကြောင်းတွေ motivation စကားတွေကိုသူတို့ရဲ့ YouTube channel ကနေတစင်မျှဝေပေးနေလျက်ရှိပါတယ် we're about to film our interviews. Yep. နံပါတ်၃ကယ်လီနဲ့ကာတာကယ်လီနဲ့ကာတာတို့နှစ်ဦးကတော့ယဉ်ချင်းဆက်အမွာတွေပဲဖြစ်ပါရင်သူတို့နှစ်ဦးဟာ၆တောက်တစုံနဲ့အတူကိုရင်းအင်ကအကောလုံးကိုမျှဝေသုံးဆွဲနေရပါရင်သူတို့နှစ်ဦးရဲ့အခြေအနေကြောင့်ဘလို့ခွဲစိတ်ကူးတာနိုင်မလဲဆိုပြီးမေးခွန်းထုတ်စရာဖြစ်နေပါရင်ဟုတ်ပါရင်ကယ်လီနဲ့ကာတာတို့နှစ်ဦးကိုခွဲစိတ်မှုပြုလုပ်ဖို့အတော်လေးခက်ခဲလွန်လာပါရင် တိတိကျကျပြောရရင်တော့သူတို့နှစ်ဦးခွဲစိတ်မယ်ဆိုရင်တယောက်မဟုတ်တယောက်ကိုစည်းရမှာဖြစ်ပါရင်ဒါကြောင့်လဲမိဘတွေဟာခွဲစိတ်မှုလုံးဝမလုပ်တော့ဘူးဆုံးဖြတ်ခဲ့ပါရင်ကယ်လီနဲ့ကာတာကိုတော့တက်ဆက်ပြီးနဲ့အထွေထွေကလေးစိတ်ုံမှာမွေးဖွားခဲ့တာဖြစ်ပြီးမွေးဖွားချိန်ကလေးကခွဲစိတ်မှုအခြေအနေကိုသိရှိခဲ့ကြပါရင်ဒါကြောင့်လဲခွဲစိတ်မှုမပြုတ်လို့ပဲဆရာဝန်ရဲ့ညွန်ကြားချက်နဲ့စေကူတာမှုခံယူလေးရှိကြပါရင်တို့ညီမနှုတ်ကတယောက်နဲ့တယောက်ချစ်ခင်ကြပြီးအတူတူစွာကစားချင်ဘွားကိုပျော့ပျော့ရှင်ရှင်နေထိုင်ကြပါရင် ံပါတ်၄လက်တန်နဲ့လိုင်လီလက်တန်နဲ့လိုင်လီတို့အနှူးကတော့အုံနောက်အာယုံကျော်ဆက်ဆက်နေကြတဲ့အမွားနှစ်ယောက်ပဲဖြစ်ပါရင်သူတို့နှူးရဲ့ဘွားခီးကတော့ပြင်းထန်ကြံတန်းခဲ့ပါရင်အီရန်နိုင်ငံသူနှူးဖြစ်တဲ့သူတို့နှူးဟာငယ်စဉ်ကတည်းကမိဘများနဲ့ကွဲကွာခဲ့ရပြီးအီဂျစ်ဒေါ်လာရင်းပြီးဆုံးချိန်မှာတော့သူတို့ရဲ့ဘွားဟာတိတိတသာပြောင်းလဲလာခဲ့ပါရင်သူတို့နှူးကလွတ်လပ်ရေးရလို့စိတ်ပြင်းထန်ကြပြီးဒေါ်လာရင်းအပေးမှာတော့ရှေ့နေပညာရက်ကိုသင်ယူခဲ့ကြပါရင်1996ခုနှစ်မှာတော့ သူတို့နှစ်ဦးရဲ့ဘဝကိုပြောင်းလဲနိုင်မယ့်အတွေ့အကြုံဝင်လာခဲ့ပါတယ်။ဂျာမန်ဆေးပညာရှင်ဆရာဝန်တို့နဲ့တွေ့ဆုံခဲ့ပြီးခွဲစိတ်မှုအသေးစိတ်ကိုတိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ဆရာဝန်ရဲ့ပြောကြားချက်အရသူတို့နှစ်ဦးရဲ့ခွဲစိတ်မှုဟာအုံနောက်သေးကြောတော်တော်များများဆက်ဆက်နေတာကြောင့်ဒေဆုံးနိုင်မှုပုံများနေခဲ့ပါတယ်။လန်ဒန်နဲ့လာလီတို့နှစ်ယောက်ကတော့ဘလို့သောအကြောင်းအရာကိုမှခေါင်းထဲမထည့်ပဲခွဲစိတ်ဖို့ကိုသာဆရာထက်တန်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ခွဲစိတ်မှုခံယူဖို့စင်ကာပူနိုင်ငံကိုသွားရောက်ခဲ့ပြီး2002ခုနှစ်နိုဝင်ဘာ2ရက်နေ့မှာခွဲစိတ်မှုခံယူခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲသူတို့နှစ်ဦးဟာခွဲစိတ်မှုအတွင်အသက်ဆုံးရှုံးခဲ့ပြီးသူတို့နှစ်ဦးရဲ့ကြိုတင်ပြောထားတဲ့စကားတွေအရသူတို့နှစ်ဦးဆုံးမချိန်မှာတော့အသုံးပြုနိုင်မယ့်ခန္ဓာကိုယ်အစိတ်ပိုင်းများကိုလှူဒန်းခဲ့ပါတယ်။နံပါတ်9နှူးနဲ့နေလီ Instagram ကထူးထူးခြားခြားအမွာညီမနှစ်ယောက်ကိုတော့ဒီမျိုးလုံးမသိသူ မရှိလာပါဘူး။အသက်၂၁နှစ်ရှိပြီဖြစ်တဲ့နူရောညီမနှစ်ဦးဟာဦးကောင်းနောက်စေးနှစ်ခုဆက်ဆက်နေခဲ့ပါရင်ဆရာဝန်တွေကသူတို့နှစ်ဦးကိုအသက်၁၀နှစ်အထိသာအသက်ရှင်နိုင်မယ်လို့ခန့်မှန်းထားကြပြီးထူးဆန်းစွာနဲ့ပဲသူတို့နှစ်ဦးဟာအခုချိန်ထိအသက်ရှင်နေထိုင်နေကြပါရင်ပေါဝင်ကျင်ရဲ့ကဲရဲ့ဝေဖန်မှုတွေနဲ့ကြီးပြင်းလာတဲ့သူတို့နှစ်ဦးဟာဘဝတစ်လျှောက်လုံးစိန်ခေါ်မှုများစွာနဲ့ဖြတ်သန်းနေကြရပါရင်ခွဲစိတ်ဖို့မဖြစ်နိုင်လောက်အောင်အထူးကအုံနောက်သေးကြော်တွေမျှဝေထားကြတာဖြစ်ပါရင် သူတို့နှုတ်ကအချင်းချင်းအပေးယူမြတ်မြတ်နဲ့နေထိုင်နေကြပြီးတနေ့တာလုပ်ငန်းစဉ်များကိုစ조사လုံဆောင်နေကြပါတယ်။အသက်20နှစ်အရွယ်လူငယ်တော်တော်များများဟာသူတို့ရဲ့အချင်းတော်တော်များများကိုဆိုရှယ်မီဒီယာနဲ့သာအချင်းကုံဆုံးနေတက်ကြပါတယ်။မျိုးတို့ညီမနှစ်ယောက်ကတော့သူတို့ရဲ့ YouTube, Instagram စာမျက်နှာတွေမှာအသိပညာဘိုးသူတာအကြောင်းအများနဲ့သူမတို့နှစ်ဦးရဲ့တနေ့တာအကြောင်းကိုမျှဝေလေးရှိကြပါတယ်။နံပါတ်6ပင်ပန်အမွား ပင်နဲ့ပန်အမွာကိုတော့ထိုင်းနိုင်ငံမှာမွေးဖွားခဲ့ပြီးဝမ်ပိုင်းနဲ့ခြေထောက်တီကိုအတူတူမျှဝေထားကြပါရင်သူတို့နှူးဟာအတူတူစော်ကစားတက်ကြပြီးစပိန်အောင်စီးနင်းနိုင်ခဲ့ကြပါရင်သူတို့ဟာသွားလာရမှာလမ်းလျှောက်နိုင်ဖို့ကြိုးစားလေ့ကျင့်ကြရပြီးတခါတရံကနန်းလိုမျိုးတက်ညီလက်ညီသွားလာတက်ကြပါရင်ဘန်ကောက်ကနေ250ကီလိုမီတာခန့်ဝေးတဲ့နွန်ဆန်မြို့မှာအဖိုးဖွားများနဲ့အတူတူနေထိုင်ကြပါရင်သူတို့ဟာတာမန်မိသားစုတစ်ခုရဲ့မိသားစုဝင်ဖြစ်ပြီး ်မိခင်ဖြစ်သူတယောက်တည်းနဲ့ယက်တီနေရတဲ့မိသားစုလေးလည်းဖြစ်ပါတယ်။ဒါကြောင့်ပဲမိခင်ဖြစ်သူဟာသူတို့နှစ်ဦးကိုပညာရေးနဲ့အတတ်ပညာပိုင်းမှာအားပေးတိုက်တွန်းခဲ့ပြီးအမိခေါ်ကင်းတဲ့ကလေးနှစ်ဦးဖြစ်ကြောင်းလည်းပြောဆိုခဲ့ကြပါတယ်။နံပါတ်9ဆိုနာနဲ့မိုနာအိန္ဒိယနိုင်ငံသားဆိုနာနဲ့မိုနာကတော့ကိုရင်းအင်္ဂါနှစ်ခုစီပါရှိကြတဲ့ထူးဆန်းတဲ့အမွှာတွေပဲဖြစ်ပါတယ်။ကြောင်းယုံမကြီးနှစ်ခုနှလုံးနှစ်ခုကြောက်ကနှစ်ခုပါရှိပြီး အသေးတရက်ရွက်စတဲ့အစိပ်ပိုင်းတွေကတော့နှစ်အောင်ပေါင်းမှတစ်ခုစီသာပါရှိကြပါတယ်။သူတို့နှုတ်ကနှစ်ရက်စင်းတဲ့ပတ်သက်တဲ့ပညာရက်ကိုအထူးစိတ်ဝင်စားကြသူတွေလည်းဖြစ်ပါတယ်။သူတို့ဟာစွန့်ပစ်ခံကလေးတွေအဖြစ်ကြီးပြင်းလာကြပြီးယခုလက်ရှိမှာတော့နှစ်ရက်စစ်ပိုင်းဆိုင်ရာလုပ်ငန်းတွေကိုလုပ်ကင်လျက်ရှိပါတယ်။သူတို့နှုတ်ဟာအခက်ခဲများစွာကြားထဲမှာသူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ EB Engineering ဘွဲ့ကိုရရှိခဲ့ပြီးနှစ်ရက်စင်းတဲ့ပတ်သက်တဲ့လုပ်ငန်းများကို လုပ်ကင်ကြရင်အေးချမ်းစွာနေထိုင်ကြပါတယ်။ ပါရှင် join နဲ့ josie join နဲ့ josie တို့နှုတ်ကတော့အခုဗီဒီယိုတွေကတခြားအမွာတွေထက်ပိုပြီးတောင်ထူးခြားနေပါတယ်သူတို့နှုတ်ကမြန်မာချင်းဆိုင်ဆက်နေတဲ့ဥကောင်းကိုပိုင်းဆိုင်ထားကြပြီးသူတို့နှုတ်တနေ့တာလုပ်ငန်းစဉ်လှုပ်ဆောင်ရမှာလဲပြင်ပန်းခက်ခဲလာပါတယ်မိဘများဟာလည်းအခြေခံလူဒန်းစားဖြစ်တာကြောင့်ခွဲစိတ်ခကြတဲ့ွေဒေါ်လာ8500ကိုမတက်နိုင်ခဲ့ပါဘူး အခုလိုအခြေအနေကိုသိရှိလိုက်တဲ့လူရှင်တို့ဟာသူမတို့နှုတ်အတွက်လှူဒန်းမှုများလုပ်ပေးခဲ့ကြပြီးမကြခင်မှာဆရာဝန်တွေစီကသတင်းစိုးတစ်ခုကြားသိခဲ့ရပါတယ်။သူတို့နှုတ်ရဲ့ခွဲစိတ်မှုကအောင်မြင်နှုံးထက်တည်ဆုံနှုံးပုံများနေတာကြောင့်အလူရှင်တွေလည်းခွဲစိတ်မှုအတွက်လှူဒန်းခြင်းကိုရပ်တန့်ခဲ့ကြရပါတယ်။သူတို့နှုတ်ကိုလည်းဆရာဝန်များကအသက်10နှစ်အထိအသက်ရှင်မှုခံမှန်းထားကြပြီးခံမှန်းချက်တွေကိုကြော်လွန်ကအခုချိန်မှာတော့ဒုတိယဒဏ်ကိုရောက်ရှိနေတဲ့အကြောင်းတွေလည်းဖြစ်ပါတယ်။ နံပါတ်9ရော်နီနဲ့ဒေါ်နီရော်နီနဲ့ဒေါ်နီကိုတော့1952ခုနှစ်အောက်တိုဘာ28ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။စီမီအမွာအများစုရဲ့ပုံမှန်တက်တန်းထက်ကျော်လွန်နေထိုင်နေခဲ့ကြတာဖြစ်ပါတယ်။2009ခုနှစ်မှာတော့ကမ္ဘာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Green ရဲ့ကမ္ဘာအသက်ကြီးဆုံးယဉ်ကျေးဆက်အမွာအဖြစ်ဆန့်ကျင်တင်ခဲ့ပါတယ်။ တို့နှုတ်ကကိုရင်းအင်ကာအစိပ်ပိုင်းတော်တော်များများကိုအတူတူပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်ဒါနဲ့မကသေးပါဘူးရော်နီတို့ညီကိုနှစ်ယောက်ဟာသူတို့ရဲ့ထူးခြားတဲ့သွင်ပြင်ကြောင်းအမေရိကန်ကနေဒါစတဲ့နိုင်ငံတွေကိုလှည့်လည်ဖျော်ဖြေခဲ့ရပါတယ်ဖျော်ဖြေရေးအတက်မွေးအချောင်းကို1992ခုနှစ်မှာအနားယူခဲ့ပြီးသူတို့ရဲ့နောက်ဆုံးရှိုးဖြစ်တဲ့ Jerry Springer Show ကို1998ခုနှစ်မှာကျင်းပနိုင်ခဲ့ပါတယ်2009ခုနှစ်မှာတော့ ရော်နီဟာပြင်းထန်တဲ့အဆုတ်ရောဂါကိုခံစားခဲ့ရပြီး2010ခုနှစ်ဇူလိုင်လ၄ရက်နေ့မှာတော့နှစ်ဦးစလုံးကွယ်လွန်ခဲ့ရပါတယ်။နံပါတ်10ဒေးစီနဲ့ဗိုင်ယိုလက်19ရာစုအစောပိုင်းမှာမွေးဖွားကြတဲ့ဒေးစီနဲ့ဗိုင်ယိုလက်တို့ညီမနှစ်ဦးဟာအဲ့ဒီအချိန်ခါမှာတော့အင်္ဂလန်နိုင်ငံတခွင်အတော်လေးရေပန်းစားကြော်ကြားခဲ့သူတွေဖြစ်ပါတယ်။ ဲ့ဒီအချိန်ကစေပညာဟာအရန်ကြီးမတိုးတက်သေးတဲ့အတွက်ဆရာဝန်ဒေါက်တာမမဟာသူတို့ညီမနှုတ်ကိုခွဲစိတ်ဖို့တာမြင်ခဲ့ကြပါတယ်သူတို့နှုတ်ဟာတခြားအမွာတွေလိုခွဲစိတ်ရမှာအန္တရာယ်လုံးဝမရှိတာပါဘူးဒေစီတို့ညီမနှုတ်ဟာခန္ဓာကိုယ်အစိပိုင်းတစ်ခုစီပါရှိကြပြီးအရေးပြားအပေါ်ရန်နဲ့အန္တရာယ်မရှိတဲ့အင်္ဂါရက်တွေသာဆက်ဆက်နေကြတာဖြစ်ပါတယ်သူတို့ညီမနှုတ်ဟာအမေရိကန်ရဲ့နာမည်ကြီးအနုပညာရှင်တွေဖြစ်ခဲ့ကြပြီးအသက်62နှစ်အရွယ်အထိအသက်ရှင်နေထိုင်ခဲ့ကြပါတယ် စင်ကောင်းစွာနဲ့ပဲ1969ခုနှစ်မှာတော့ကွဲလွန်ခွဲခြားရပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အခုတင်ဆက်ပေးခဲ့တာကတော့စိုင်းမီလို့ခေါ်တဲ့ကိုချင်းဆက်အမွာရင်အကြောင်းပဲဖြစ်ပါတယ်။တင်တို့ကပေါဝင်ချင်းမှာအခုလိုအမွာလေးတွေကိုမြင်မှုကြလား။ကျွန်တော်တို့အားလုံးတို့ရဲ့ဖြစ်တည်မှုနဲ့စူးစမ်းမှုကိုအတိအမှတ်ပြုပြီးဝေဖန်ကဲ့ရတာတွေမလုပ်ဘဲဆက်ဆံကြဖို့အကြံပြုချင်ပါတယ်။အခုဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြရတယ်။တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပင်တည်ရှိပါရခင်ဗျာ။ကျွန်တော်တို့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်တွေ့ကြတာပေါ့။